စကားပြေတယ်များအလုံးပဲမင်္ဂလာပါဗျာဒီတစ်ပတ်စနေနေ့ညမှာရှင်ပြိုင်ကစားမဲ့ Chelsea အသင်းနဲ့ Liverpool အသင်းတို့ရဲ့ပွဲကြိုသုံးသပ်ချက်ကိုကျွန်တော်နဲ့ဒူအားစားကလောင်ရှင်ဖြစ်တဲ့စီတူနဲ့အတူ special guest အနေနဲ့ကိုကောင်းသစ်ကသုံးသပ်ပြောဆိုပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာညီတို့မင်္ဂလာပါဗျာမင်္ဂလာပါကိုကိုမင်္ဂလာပါကိုဟုတ်ကဲ့ပါစီတူရေဒါဒီပွဲကတော့ဒါတော်တော်လေးကြည့်ကောင်းမဲ့ပွဲလို့တော့ထင်ရနော်ဒါ Chelsea ကလည်းဒါပြီးခဲ့တဲ့အပတ်မှာဒါဟို Champions League မှာလည်းဒါရလက်ကောင်းခဲ့တယ်ဗောလေဒါဟို Liverpool အသင်းရတော့ဒါနှစ်ပွဲသက်တိုက်ဒါရှုံးထားတယ်ဗောလေဒါအဝေးကွင်းနှစ်ပွဲသက်တိုက်ရှုံးထားတယ်ဆိုတော့ ဟိုလီဗာပူးနေနေတော့ဒါပြန်လာပြန်လာနိုင်မလားပေါ့လေဒါဒီပွဲမှာတော့အဲ့တော့စေတူးနေနေဒီပွဲနဲ့ပတ်သက်ပြီးတော့ဒါအရင်ဆုံးစပြီးတော့သုံးသပ်ပြပါဦးဗျဟုတ်ကဲ့ကိုဒါလီဗာပူးအတွက်ဒါအရေးကြီးတဲ့အချိန်ပေါ့လေသူတို့နှစ်ပွဲဆက်ရှုံးလိုက်တယ်ဒါပေမဲ့နှစ်ပွဲဆက်ရှုံးလိုက်လို့လီဗာပူးကြီးညံ့နေပြီလို့ကျွန်တော်တော့မမြင်ဘူးဟုတ်ကဲ့ပါအဲ့တော့သူ့မှာအချိန်လေးတစ်ခုရှိနေတော့မယ်အဲ့ပြီးတော့အဲ့နှစ်ပွဲမရှုံးခင်အရှိရစတိုက်နိုင်နေတဲ့အချိန်တုန်းကလည်းသူတို့ရဲ့အကောင်းဆုံးပုံစံတော့မဟုတ်သေးဘူး။အဲ့တော့ အကောင်းတွေအဆိုးတွေတွန့်တွဲနေတဲ့အနေအထားကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဒါပေမဲ့တေဂျာလာကဒီ၃ပွဲဆက်ရှုံးပွဲတို့အဖြစ်ခံလို့အဆင်မပြေဘူးပေါ့နော်အဲ့တော့ Liverpool အတွက်ဒီပွဲကတော်တော်လေးအရေးကြီးတယ် Chelsea ကလည်းပြောမှဆိုရင်ပြီးခဲ့တဲ့ပွဲမှာနိုင်ခဲ့တယ်ဆိုပေမဲ့ Chelsea ကလက်ရှိအခြေမှာခြေစွမ်းအရာရောအသင်းရဲ့အခြေအနေအရရကရောရုံးကန်နေရတဲ့အခြေအနေတခုဖြစ်နေတယ်ဒါကြောင့်မလို့ဒီပွဲကသတင်းစလုံးအတွက်တော်တော်လေးအရေးပါတယ် ်ချယ်ဆီအသင်းမှာတော့တန်ရာပြဿနာတွေပွဲပယ်ပြဿနာတွေအများကြီးရှိနေတာတွေ့ရတယ်ဒါပေမဲ့ပြီးခဲ့တဲ့ယာတီပေါ့လေဒါအန်ဒါစလော့နဲ့မော်ရက်စကာလိုရင်ဆိုင်ခဲ့တဲ့ပွဲတွေကိုပြန်ကြည့်တဲ့အခါမှာပွဲတွေကကြီးကောင်းတာကိုတွေ့ရတယ်နှစ်ပွဲစလုံးမြန်မြန်ဆန်ဆန်ရှိခဲ့တာကိုတွေ့ရတယ်ပြီးတော့နီးပြားနှစ်ယောက်စလုံးမှာတယောက်နဲ့တယောက်အထောက်အနက်ပြီးတော့တယောက်နဲ့တယောက်ကိုဖိုးနဲ့တက်တဲ့ညင်လေးတွေရှိတာကိုမြင်တွေ့ရတယ်ဒါကြောင့်မလို့ဒီအပတ်ပွဲကိုတော့ကျွန်တော်အနေနဲ့အတော်တော်လေးစိတ်လှုပ်ရှားနေပြီးပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါညီလေးဒါလေဘာဘူးအတင်းကတော့ဒါလက်ရှိမှာတော့ဒီရှေ့လက်နောက်ပေါ့လေဒါနေရာဆုံးဒါဟိုဘယ်လိုပြောမလဲဒါပြောစရာကြီးဖြစ်နေတယ်ပေါ့လေဒါအရင်ဆုံးဒါကောင်းတဲ့အနေနဲ့ဒါလေဘာဘူးအတင်းရဲ့ဒါခံစိတ်အခြေအနေကဒီလိုဟိုဒီလိုအတင်းကြီးနဲ့တွေ့မဲ့ဒါပွဲမှာပေါ့လေဒါဘယ်လိုပြင်ဆင်မှုတွေလောက်လာနိုင်လဲဆိုအရင်ဆုံးစပြီးသုံးသပ်ပြီးပါဦးလေဘာဘူးရဲ့လက်ရှိရာဒီခံစိတ်အခြေအနေကတော့တော်တော်လေးလဲဆိုးတယ်ပေါ့နော်အဲပြင်ဆင်မှုအနေနဲ့ကတော့ကျွန်တော်တို့ကဟို ရှေ့ပွဲစဉ်တုံးတုံးမှာကစားခဲ့တဲ့ဒီအာဆင်နယ်နဲ့တုံးကလိုမျိုးဒီခန်းစစ်ကို၄ယောက်တန်းကိုကွန်ဘက်ကစားမယ်ဒီဖူဘက်တွေကိုတက်တီကဒစပလင်ကောင်းကောင်းနဲ့အရှိကိုအကြံမယ်နဲ့တေချာလေးကစားမယ်ဆိုရင်လဘဘကအဲ့လိုမျိုးမို့တဲ့ကိုကစားမနေလို့ဂိုရီပေးနေရတယ်လို့ကျွန်တော်ကမြင်တာပေါ့နော်အဓိကအားဖြင့်သူတို့ပြီးခဲ့တဲ့ရာသီမှာတုံးခဲ့တဲ့ဒီ442 meter block present ပေါ့နော်အဲ့ဒါကိုသူတို့ဒီ Florian VS ရောက်လာခြင်းအားဖြင့်အဲ့ present shape ကိုပြင်လဲရတယ်အဲ43 3ပုံစံမျိုးပေါ့နော်ပြောမယ်ဆိုရင်တော့4312ပုံစံမျိုးကိုပြင်လဲရတယ်ဂဘိုကိုဒီတက်လိုင်းထီကိုသူတို့ဆွဲချလဲရတယ်အဲ့ဒီနေထားမှာကျွန်တော်တို့ကဒီ first present wave ကိုဘောလုံးတွေကကြော်လာပြီဆိုတာနဲ့အဲ့ first present wave ရဲ့အနောက်ကို tracking run တွေအားနေတယ်ပြန်လိုက်စီပေးတယ်အားနေအားနေတဲ့အချိန်မှာအဲ့ဘောလုံးတွေမှာ central lane ကိုကာကွယ်ဖို့တက်ဒီပြန်ပေးရဲ့ full back ကိုယူထားတဲ့ဂဘိုကအတွင်းထဲကိုဝင်လိုက်ရပြီအဲ့ဝင်လိုက်ရတဲ့အချိန်မှာ cascade ကဒီဘက်ကဒီ full back နဲ့ပြိုင်ပြိုင်မဲ့ full back နဲ့ဒီပြိုင်ဘက်ဝင်ကနဲ့2ဖက်ဆက်ဝင်ဖြစ်တဲ့အချိန်မှာသူပြိုင်မဲ့ full back ကိုတက်ပြီးတော့ jump လောက်ရတယ်ပေါ့နော်အဲ့လိုအချိန်မျိုးမှာ van dyke က cast cast ကို light ဆွဲစီနေရတဲ့ပုံစံမျိုးတွေဒါကတော့ကျွန်တော် ပြောချင်တာတော့နီးပြရဲ့ instruction ဒီ present shape အပြောင်းလဲအဲ့အပေါ်ကြောင့်ဖြစ်နေတဲ့ဒီ full back စုံကအပေါက်တွေပေါ့နော်အဲ့တော့ဒီ arsenal နေရာလိုမျိုးဒီဝင်ကာကိုပဲကျွန်တော်တို့စောက်မယ်ဝင်ကာတော့မှစောက်ပြီးကစားမယ်ဒီ full back ကိုတက်ပြီးချမ်းမလုံဖဲနဲ့ခန်းစစ်ကိုလုံချောင်းကစားမယ်ဆိုတော့ liverpool ခန်းစစ်ကကောင်းပါတယ် ဟိုရိုင်းညံ့ဖြစ်နေတဲ့ပုံစံတော့မဟုတ်ပါဘူးခင်ဗျာဟုတ်ပါပါစီတူတကယ်တော့နှစ်သိန်းသလုံးကတော့ခံစားပြဿနာတွေရှိနေပါဘောเนาะဒါ Chelsea မှာဆိုလဲအမှန်တမ်းပြောမယ်ဆိုတော့ဒါ option တော့တော်တော်နည်းနေရပါဘောလीအာလက်ရှိမှာဒါ Chelsea ခံစားကိုကြည့်လိုက်မယ်ဆိုရင်ဒါ full back တစ်စုံလောက်ပဲဒါမမထဏန်ရှိတာဘောလीအဓိကတော့ဒါ center back နှစ်ယောက်လုံးမှာတကယ်ကိုအားနည်းနေရပေါ့အဲ့တော့ Chelsea အနေနဲ့ဒီပွဲမှာဒါ Liverpool နဲ့လည်းတွေ့ရမယ်ဆိုတော့ဟိုဘယ်လိုမျိုးပြင်ဆင်လာနိုင်လဲဒါဟိုဟာ center back အတွဲကိုဘယ်ကစားသမားတွေတုံးလာနိုင်လဲဆိုတာစီတူကစပြီးတော့ဒါပြန်ပြီးတော့ဗောတဲ့ဒီခံစားပိုင်းလေးပြန်ပြီးတုံးသက်ပြီးပါအောင်ဗျာ အဲ Chelsea အတွက်တော်တော်လေးခေါင်းရှုပ်စရာကောင်းတဲ့အခြေအနေလောလောဆယ်ဒီသူတို့ရအားကိုးရတဲ့ခြာလို့ပါလေပွဲပယ်ပြတဲ့ရှိနေရပေါ့နော်အဲ့တော့ခြာလို့ပါလဲမရှိဘူးတိုဆန်လည်းမရှိဘူးပြီးတော့ဖိုဖာနာလည်းတန်ရထက်ရထားတယ်ပေါ့နော်အဲ့တော့ငူကလေးကမှခိုးလို့ရမရှိဘူးအဲ့တော့သူတို့ရဲ့အကြိုက်စန်တာဘက်အကုန်လုံးတန်ရရနေလို့ပြောလို့ရတယ်အဲ့တော့လက်ရှိအခြေအနေမှာအဲဂျိုရာဟာတူတို့မဟုတ်ဘာဒီယိုရှိဒီကစားသမားတွေပဲရှိနေတယ်ပေါ့နော်ပြီးတော့ဒီလူငယ်ကစားသမားအရှွေပေါင်းရှိမယ်ပေါ့လေအဲ့တော့တော်တော်လေးအားနေနေတဲ့အခြေအနေတစ်ခုတော့ရှိတယ် ချဲစီကခုနကစားသမားတွေပါရင်ကောအာမနေဦးလားပေါ့တကယ်တော့ချဲစီကဘသူပဲပါပါခန်းစစ်အာနေတဲ့အသင်းလို့ကျွန်တော်တို့သတ်မှတ်နိုင်တယ်ပေါ့နော်အဲ့တော့အခုအနေထားကတော့အဲတော်တော်လေးရုံးကန်ရနိုင်တယ်ခန်တာရာကလီဗာပူးတိုက်စစ်ကသူတို့လိုအပ်တဲ့သူတို့ကိုမျောလင့်ထားတယ်ခန်းချက်တို့ခုတော့မရနိုင်သေးဘူးအဲ့ဒီချက်ခန်တာရာပဲရှိပြီကြံတဲ့အချက်ကဘလို့ပဲခန်းစစ်ကိုပြင်ဆင်သည်ဖြစ်စေချဲစီမှာခန်းစစ်ပိုင်းလိုအပ်ချက်ကြီးကြီးမားမားရှိတယ်အဲ့တော့ ဘာရီယိုရှီးလ်နဲ့ဂျိုရဟာတူကိုခံစစ်မှာတုံးလာမလားသို့မဟုတ်အာချီယာပေါင်နဲ့ဘာရီယိုရှီးလ်ကိုတုံးလာမလားကျွန်တော်တို့စောင့်ကြည့်ရမယ်ဘသူကိုပဲတုံးတုံးအရန်ကြီးတော့ကွာနေရလို့ကျွန်တော်တော့မထင်ဘူးပြီးတော့နည်းနည်းလေး stand စံနဲ့တုံးဆွဲမှုအဖြစ်တော့ကျွန်တော် resign ကို center back RCB အနေနဲ့တုံးလာမလားတစ်ချက်စောင့်ကြည့်သွားဖို့ရှိတယ်အဲ့တော့ခံစစ်ရဲ့အခြေအနေကတော့သူတို့ခံစစ်ကစားသမားတွေကိုဘယ်လိုပဲ လက်လဲပြီးတော့သုံးဆွဲပါစေအရင်ကြီးမထူဒါပေမဲ့တို့ကွင်းလဲကိုဘလို့စုဖွဲ့မလဲပေါ့နော်ကွင်းလဲကိုဘလို့စုဖွဲ့မလဲဆိုတော့စိတ်ဝင်စားဖို့ကောင်းတယ်ချဲစီအသင်းအတွက်အဲဒီအဖြေပေါ့ခန်းစစ်ကိုတို့အေးကွင်းလဲခန်းစစ်ကကာကွယ်နိုင်မယ်ဆိုရင်တော့အဲဒီဖြစ်နိုင်ခြေကိုတို့ရှော့ချနိုင်လိမ့်မယ်ပေါ့နော်အဲ့တော့ဒီကွင်းလဲမှာလာဗီယာပြန်လဲပြီးတော့ကစားနိုင်တာတွေ့ရတဲ့အတွက်လာဗီယာကိုသုံးလာမလားအဲဒီတစ်ချက်စိတ်ဝင်စားစရာရှိတယ်ပေါ့နော်အဲ့တော့လာဗီယာရဲ့အဲပြီးတော့ခိုင်စီတို့ရဲ့ပြီးတော့အန်ဆိုပေါ့နော်အန်ဆိုကို ဒီနံပါတ်10မှာသုံးတယ်ဒါပေမဲ့နံပါတ်10ဆိုပေမဲ့နံပါတ်10အဆက်တော့မဟုတ်ဘူးပေါ့နော်အဲ့တော့အဲ့ဒီပုံစံမျိုးနဲ့ဆိုရင်တော့ဆဲစီယာဒီခန်းစစ်ပိုင်းကိုတို့ကာဝယ်လာနိုင်ဖို့တော့ရှိတာကိုကျွန်တော်တို့မြင်ရတယ်တေချာတာတစ်ခုကဆဲစီခန်းစစ် expose တော်တော်လေးဖြစ်တယ်တော်တော်လေးဖြစ်တဲ့အတွက်တို့ကဒီပွဲရဲ့ game design ကိုပြင်ဖို့လိုတယ်ပေါ့နော် game design ကိုတို့တို့ကြိုက်တဲ့ပုံစံတွေကိုရအောင်မောင်းသွင်းဖို့လိုတယ်မဟုတ်ဘူးဆိုရင်တော့ liverpool ရဲ့ကစားဟန်ကကျွန်တော်ရှေ့မှာတင်ပြခဲ့သလိုပဲအရင်ညံ့နေတာမဟုတ်ဘူး အပြီးတော့ခုနကကိုကောင်းစစ်တင်ပြခဲ့သလိုပဲเชลซีအဲလိုအသင်းကိုရင်းဆိုင်မယ်ဆိုရင်အာဆင်နယ်ရဲ့တော့လိုမျိုးခန်းစစ်ကိုထိုင်လိုက်မယ်ဆိုရင်ဒီကျွန်တော်တို့ဂိမ်းပေါ်တယ်ပေါ့နော်ပထမပိုင်းဂိမ်းပေါ်တယ်ကိုလုံးဝခန်းစစ်ကိုထိုင်ပြီးတော့အသေးကစားမယ်အေးစစ်စစ်ကစားမယ်ကိုခန်းစစ်ကဟာကွက်မဖြစ်အောင်ကစားမယ်ပြီးတော့အချင်းလေးဘက်မူတည်ပြီးတော့မှပြန်ပြီးတော့ထိုးနှက်တိုက်ခိုက်မယ်ဆိုရင်အဲ့လိုဂိမ်းပေါ်တယ်ကိုเชลซีကကြောက်တယ်ပေါ့လေเชลซีကြိုက်တဲ့ဂိမ်းပေါ်တယ်ကကိုကလုံးဝ complete control နဲ့ကစားရင်ကစားမကစားရင်ဒီ open ဖြစ်တဲ့ဂိမ်းပေါ်တယ်ကိုကြိုက်တယ်ပေါ့နော်အဲ့တော့ အဲကိုဘက်ကအားတာတယ်ကိုဘက်ကကြိုက်တယ်ဂိမ်းပေါ်လည်းဖြစ်အောင်မောင်းသွင်းဖို့လိုတယ်မဟုတ်ဘူးဆိုရင်တော့လက်ရှိချဲစီအသင်းမှာရှိနေတယ်အားနေချက်တွေနဲ့ဆိုရင်လီဗာပူးကိုသူတို့ရင်ဆိုင်ရဖို့ ပြီးခဲ့တဲ့အခောက်တရတဲ့ပူခတ်ဖို့ရှိရလို့ကျွန်တော်ကတော့မြင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါစီသူရေတကယ်တော့ Chelsea ကဒါပြီးခဲ့တဲ့ Champions League မှာဒါ Vivian Gao ကိုနိုင်သွားတဲ့ပွဲစဉ်မှာဆိုတော့ဒါသူတို့ရဲ့ဟို Mares Car ရဲ့ပွဲချိကပ်ပုံမှန်ကန်တယ်လို့တော့အခုကယူဆတယ်ပေါ့လေဒါဒီပွဲမှာလည်းဘယ်လိုမျိုးဟိုချိကပ်လာမလဲဆိုတော့ဒါစိတ်ဝင်စားဖို့ကောင်းတာပေါ့လေအဲ့တော့ဒါ Liverpool အနေနဲ့ဒါပြောချင်တာပေါ့လေဒါ Liverpool ကလည်းဒါဟိုလက်ရှိချိန်မှာတော့ဒါရှိလင်တော့ပေါ့လေနေရာဆုံးပြောစရာကြီးတော့များနေရပါတယ်ဒီထဲမှာမှအဓိကအရေးပါတော့ဒါကွင်းလေ Midfield ပေါ့လေအဲ့အဲ့ Midfield မှာဒါပြီးခဲ့တဲ့ရာသီကကြီးလိုက်တော့ Liverpool အသင်းရဲ့ Midfield ကသူတို့ဒီ Garan Back ရဲ့ Matt Alistair ရဲ့ င်ပြီးတော့ဆိုဘစ်လိုင်းဒီ၃ယောက်ရဲ့လဝါနှုံးနေသူတို့ရဲ့ဒီအလုံးလုံးပုံတွေကတော်တော်လေးအရေးပါတဲ့ခံခံတာလေဟိုကျွန်တော်တွေ့ရတယ်ဗောလေဒါမှမဟုတ်ဒီယာဒီမှာတော့ဒါ Florian Bat ရောက်လာခြင်းနဲ့အတူဒါ Liverpool ရဲ့ဒါကွင်းလယ်စုဖွဲ့မှုနည်းနည်းအပြောင်းလဲဖြစ်သွားတဲ့အနေအထားမျိုးမှာအခုလက်ရှိဒါရင်ဆိုင်ရမယ့်အသင်းကဒါဟိုကိုင်စီတို့လို့လို့ဒါဟိုဟိုအန်ဆိုလို့လို့ကစားသမားမျိုးတွေဒါဘယ်လိုပြောမလဲဟို intelligent လည်းမြင့်နေလောကနှုံးလည်းကောင်းတဲ့ဒီမျိုးကွင်းလယ်အစုဖွဲ့နဲ့ရင်ဆိုင်ရမှာဆိုတော့ဒီပွဲမှာတော့ဒါ Florian Bat အနေနဲ့ဒီဟို midfield ထဲမှာဒါပွဲထွက်လာနိုင်လားဒါမှမဟုတ်ဒါဟို Liverpool အသင်းရဲ့ဒါ midfield အပြောင်းလဲဖြစ်လာနိုင်လားဒါ ဟိုကောင်တက်အပြန်ပြီးတော့တုံးတက်ပြပါဗျဟုတ်လက်ရှိအခြေအနေကတော့နှစ်ပွဲဆက်လည်းရှုံးထားတဲ့အနေအထားမှာမီဖီယာအပြောင်းလဲလုပ်ဖို့အကောင်းဆုံးအချိန်လို့တော့ကျွန်တော်ယူဆရတယ်ပေါ့နော်ဒီ Florian VS ကို line up အောက်ထားလိုက်မယ်ပထမပိုင်းကိုပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီ Akitike ကလည်းပါဝင်ဖို့မကျိန်းသေးဘူးဟုတ်ကဲ့ဟောဂျာရက်မှာဒဏ်ရာရထားတယ်ဆိုတော့ဒီ Florian VS ကိုတိုက်ဆက်အတွက်အရန်အနေနဲ့ထားပြီးတော့ကျွန်တော်တို့ Grand Bash ရဲ့ Sovereign ရဲ့ Magalister ရဲ့အဲ့ကွင်းလည်းအတွဲနဲ့ပဲ ကစားဖို့လိုအပ်တယ်နော်ခုနလီဗာပူးပြောလို့ပဲကိုဝင်ပြောလို့ပဲကွင်းလေပိုင်းကအဓိကပြဿနာပေါ့နော်အဲ့ဒါဘယ်ကနေစလဲဆိုတော့ဒီ balance မဖြစ်တဲ့လူခေါ်ယူမှုတွေပေါ့နော်အဲ့ကနေပြီးတော့စပြီးတော့ကျွန်တော်တို့ကဒီကွင်းလေမှာမနစ်ကအထိုင်ကြီးကိုဖြတ်ချရတယ်လို့မျိုးတော့ဖြစ်တယ်ပေါ့ကျွန်တော်တို့ကပြောမယ်ဆိုတော့ဒါ Florian VS ကိုနံပါတ်10ရိုးကစားရဲဆိုတာကကျွန်တော်တို့မှာ destroyer ဆက်ဆက်မရှိနေဘူးဟုတ်ရှိတဲ့ဝါဒါရူအန်တိုကမလုံလောက်ဘူးပေါ့နော်အဲမလုံလောက်တဲ့အချိန်အချိန်မျိုးမှာကျွန်တော်တို့ကဒီ theory ရပဲပြောမယ်ဆိုရင် ဟိုစက်ရိုးမရှိပဲနဲ့ဆိုရင်တန်ရိုးလည်းမသုံးနဲ့အိတ်ရိုး၃ယောက်သုံးမိနစ်ကလို့ပေါ့အဆင်ပြေတယ်ပေါ့နော်အခုကတော့တန်ရိုးလည်းသုံးတယ်ဟိုတန်ရိုးမှာတကယ်ခန်းစစ်ကျူတွေကိုတော်တော်လေးရှော့ချထားတဲ့တန်ရိုးပေါ့နော်အဲ့ဒါကိုလည်းသုံးတယ်အနောက်မှာလည်းအဲစက်ရိုးစက်ရိုးသာဒီဒက်စရိုက်ယောက်ကြီးညွှန်းတာပေါ့နော်အဲ့ဒက်စရိုက်ယောက်ရှိမနေပဲနဲ့နမတ်အိတ်ရိုး၂ယောက်တန်ရိုး၁ယောက်သုံးတာကတော့ဟိုတော်တော်လေး best out တယ်ပေါ့နော်နောက်အဲ့ဒါကိုကျွန်တော်သူ့အဝင်းဝိုင်းနဲ့ပြန်တွေးမယ်ဆိုလဲ အဲကျွန်တော်တို့ခန်းစစ်မှာကဖူဘက်တွေက flying full back ဖြစ်တယ်ဒီခန်းစစ်ကိုလက်ရှိဆို Arsenal လိုမျိုးအဲ Julian Timber တို့ Clafiori တို့လိုမျိုး center back နေချရလာတဲ့ဖူဘက်တွေမဟုတ်ဘူးအဲ့အတွက်ပို့ပြီးရန်ယူ attacking ဟို sense တွေ attacking mindset တွေအရန်များနေတဲ့အတွက်ကျွန်တော်တို့ခန်းစစ်ပြဿနာတွေကကိုနာတေးတို့ဒီဗာချယ်ဗန်ဒိုက်တို့အပေါ်မှာပြိနေတယ်ဗောနော်ကျွန်တော်အဲ့လိုမျိုးခံစားရတယ်အဲ့တော့ကွင်းလေကတော့ကျွန်တော် Florian VS ကို line နဲ့ out ထားပြီးတော့မှနဲ့ကအထိုင် အဲ့လို၃ရောက်ပေါ့နော်ဆိုစလိုက်မကလစ်စတာဂရမ်ဘတ်အဲ့၃ရောက်နဲ့ပြန်ပြီးပွဲထွက်တာကောင်းလိမ့်မယ်လို့တော့ကျွန်တော်တို့မြင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါတကယ်တော့ Florian ဘတ်ကလည်းဟိုပြောဥသာပြောတာပေါ့လေသူရဲ့ဟိုကွင်းလဲမှာသူရဲ့ဟိုဘယ်လိုပြောမလဲ Arneslot ရဲ့ဒီကွင်းလဲအခင်းကြီးမှာသူအရေးပါနေစေပေါ့လေဘာဖြစ်လို့ဆိုတော့လက်ရှိချိန်တာချန့်ခွေးကသူ22ချိန်နဲ့အများဆုံးဖြစ်နေရပေါ့လေအဲနောက်ပြီးကျွန်တော်တစ်ချက်စဉ်းစားမိတာကလဘာဘူးအသင်းရဲ့ကွင်းလဲမှာကျွန်တော်ကအခုဒီရာဒီမှာပေါ့လေနည်းနည်းလေးအားမလို့အားများဖြစ်လာ Matt Lister ပေါ့ Matt Lister ဘာကြောင့်လဲဆိုတော့သူ့မှာကြက်ခံမှုပြဿနာတွေနည်းနည်းရှိနေတယ်ပေါ့လေဒါပြီးခဲ့တဲ့ ဧပြီလလောက်ကောင်ကစပြီးလက်ရှိချိန်ကြီးသူ့ရဲ့ဟိုဟိုကကြန့်ခံမှုပြဿနာဟိုကိုကျင်ကြီးအကောင့်ပကတိတိုင်းဒါ100%ကျွန်တော်ကတော့ဟိုမထွက်ရောက်ဘူးခံစားရတယ်ပေါ့လေအဲ့ဒီပြဿနာလေးလေးနည်းနည်းလေးရှိနေဆိုတာလေဘာဘူးတင်းတော့တော့ဒါဒီဟိုဘလို့ဘလို့အပြောင်းလဲလုံးမလဲပေါ့လေဒီလိုမျိုးဘစ်မှန်မျိုးမှာပေါ့လေအဲ့တော့ဒါအဲစစ်သူရဲ့ဒါဟိုချက်စီးအနေနဲ့ပေါ့လေဒါချက်စီးအနေနဲ့ကလည်းဒါလေဘာဘူးလို့တော့ဟိုဒါကွင်းလယ်နဲ့ဒါရှင်းရမှာဆိုတော့သူတို့အနေနဲ့ပေါ့လေဒီအန်ဆိုနဲ့ဒီကိုင်းစီတို့အပြင်ပေါ့လေဟိုနောက်ထပ်သူတို့နောက်ထပ်ဟိုအဖြေရှားမှာဒါနံပါတ်10 room မှာပေါ့လေဒီဟိုနံပါတ်10 room နေရာမှာဟိုဒါဘယ်ကစားသမားနေပေါ်ထွက်လာနိုင်လဲသူတို့ရဲ့ တိုက်စစ်ပိုင်းကိုဘယ်လိုတွေပြင်ဆင်မှုလုပ်လာနိုင်လဲဆိုတာဒါစီသူဆက်ပြီးသုံးသပ်ပေးပါအောင်ဗျဟုတ်ကဲ့ဒီမော်ရက်စကာပွဲကြီးတွေမှာသူတွားတဲ့ textbook ချင်းကမှုကတော့သူကအန်ဆိုကိုသုံးတယ်ပြီးတော့မှသူ့ရဲ့ဒီ3နဲ့5သူမဟုတ်ဒီ3 1 5 1အဲဒီလိုပုံစံမျိုးတွေကိုသူတွားတာပေါ့နော်ဒါပေမဲ့အဲအိပုံစံကတချို့အခြေအနေတွေမှာလည်းအလုံးမဖြစ်ဘူးပေါ့နော်အဲ့တော့ဒီပွဲမှာက lavial ပြန်ပါလာနိုင်ခြင်းရှိတယ်သူမဟုတ် lavial မပါရင်တော့မှ rechange ကို ပီအက်ဂျီနဲ့ပွဲဘိုင်မြူနစ်တို့နဲ့ပွဲတွေကသုံးတယ်လို့မျိုးကွင်းလေတက်သုံးတယ်ပေါ့နော်အဲ့တော့အဲ့ပုံစံဒါမရက်စ်ကကြိုက်တဲ့ပုံစံဒီသူ့အတွက်ဒီ cautious ဖြစ်တယ်လို့ယူဆတဲ့ပုံစံအဲ့တော့ lavier နဲ့ဒီ lavier တို့မဟုတ် richey သူနဲ့ဒီကန်ဆီရိုကကွင်းလယ်မှာထိုင်နေပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေသွားတာကိုကျွန်တော်တို့မြင်တွေ့ရတယ်ဒါပေမဲ့အဲ့ပုံစံကဘာဖြစ်တယ်လဲဆိုတော့နည်းနည်းလေး rigid ဖြစ်တယ်ပြီးတော့အန်ဆိုရဲ့ဒီအခြေသွေးကောင်းတွေကိုကန့်တက်လိုက်တယ်ဖြစ်တယ်လို့ကျွန်တော်ကတော့ယူဆတယ်ပြီးတော့လက်ရှိအခြေအနေမှာ chelsea အတွက် နည်းနည်းလေးပြဿနာရှိတာကသူတို့ရဲ့တိုက်စစ်ပေါ့လေချဲစီကတိုက်စစ်နဲ့ခွင်းလေဟိုဆက်ဆက်ပြီးတော့ကစားတဲ့အသင်ဖြစ်နေတဲ့အခါမှာသူတို့ရဲ့တိုက်စစ်အထောက်အမှာပြဿနာလေးရှိနေတယ်အဲ့တော့ဂျောပဒူရိုကတကယ်တမ်းကျတော့သူ့ကိုနံပါတ်10အနေနဲ့ကစားတဲ့သူနံပါတ်10အနေနဲ့ကစားတဲ့ပွဲလေးဆိုပို့ပြီးတော့ကောင်းတယ်ပေါ့နော်တောက်လျှောက်ကျွန်တော်တို့မြင်ရတာသူမဟုတ်သူအရှိမကစားတယ်ဆိုတော့နောက်မှာခိုးဖောက်မှရှိဖို့လိုတယ်ပေါ့အဲ့တော့အဲ့အဲ့ mechanism မရှိဘဲနဲ့ဒီဂျောပဒူရိုကရှိမကစားတဲ့အခါမှာအဲ့ပုံစံချဲစီရဲ့အကောင်းဆုံးပုံစံကိုမရရှိနိုင်ဘူးလို့ ကျွန်တော်ကတော့မြင်တယ်ပေါ့နော်အဲ့တော့ Chelsea အနေနဲ့ Maresca ချင်းကပ်ဖို့များတဲ့ပုံစံကတော့ cautious ဖို့ဖြစ်တဲ့ပုံစံ Anzo ကနံပါတ်10မှာရှိမယ်ဒိုက်စင်မှာကျွန်တော်ပဒရိုရှိမယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီပုံစံနဲ့ကျွန်တော်တို့ဒီရာသီမှာမြင်တွေ့ထားရတဲ့မြင်ကွင်းတွေအများဆိုရင်တော့အဲ့ဒီပုံစံကဒိုက်စစ်အားဖြင့်တိတ်အလုံးမဖြစ်တာကိုမြင်တွေ့ရတယ်ပေါ့နော်ဒါကကျွန်တော်တို့ central အနေနဲ့ချင်းကပ်ပုံပေါ့လေပြီးတော့ကျွန်တော်ဖြန့်ပြီးတော့ပြင်ပြီးတော့ကြည့်မယ်ဆိုရင် Chelsea က width ပြဿနာရင်ဆိုင်နေရတယ်။ Chelsea ရဲ့တောင်ပံကစားသမားတွေက ပြဿနာလေးအနည်းငယ်ရင်ဆိုင်နေရတယ်ပေါ့အဲ့တော့ Benfica နဲ့ပွဲမှာ Chelsea ရဲ့တောင်းပန်ကစားပုံကိုတော်တော်လေးတိတိသတ်သာအဲကြွရရခဲ့တယ်ပေါ့နော်အဲ့တော့ဘာဖြစ်လို့ကြွရရခဲ့လဲဆိုတော့ with ကိုအကျယ်ကြီးချဲ့လိုက်တယ်ပြီးတော့ Chelsea ကဒီသူတို့ထိုင်နေကြ3-2ဆိုတဲ့ပုံစံမဟုတ်ဘဲနဲ့2-3ဆိုတဲ့ပုံစံပြန်ထိုင်တယ်ပေါ့နော်နောက်မှာဒီခန်စစ်မှာဒီ Cholova နဲ့ဒီ Barrio Shield က2သူ့ရှေ့မှာ Kaiseru Kaiseru ရဲ့ဘေးမှာ Gusto ပြီးတော့ဒီဘက်မှာ Guguria အဲ့လို2-3ပုံစံပြန်ထိုင်တယ်2-3ပုံစံပြန်ထိုင်ပြီးတော့မှ အရှိကိုပို့ပြီးတော့ကစားစီတယ်တောင်မှကစားသမားတွေကဘေးကိုဝတ်ကြည့်အကျဲကြီးဆွဲချက်ထားတယ်အဲ့တော့အဲ့ပွဲတပွဲပဲချက်စီရဲ့ဝတ်အစွမ်းတောင်မှအစွမ်းကိုကောင်းကောင်းမြင်သိခဲ့ရကျန်တဲ့ပွဲတွေမှာရောင်းနေတယ်ပျောက်နေတယ်ဆိုတော့ကျွန်တော်တို့မြင်တွေ့ရတယ်ပေါ့နော်အဲ့တော့ချက်စီကွင်းလန်နဲ့ပတ်သက်လာကျွန်တော်တို့အဲ့ဒီအချက်လေးတွေထက်သွင်းစဉ်းစားဖို့ရှိမယ်မော်ရက်စကာကဒီပွဲအခြေအနေပေါ်မူတည်ပြီးတော့သူ့ရဲ့ချင်းကပ်ပေါ်ခွာချချက်ရှိရပါတော့သူဒီလိုပွဲမျိုးဆိုရင်လီဗာပူးလိုပွဲမျိုးဆိုရင်တော့သူက cautious ပို့ဖြစ်မယ်လို့ကျွန်တော်ယူဆတယ်။အဲ့ဒီအတွက်ဒီသူတို့ရဲ့ကွင်းလယ်အခင်းကျင်းမှာ defensive ပို့ဖြစ်တဲ့ အခင်းအကျင်းအဖြစ်အာချင်းကက်လာမလို့ယူဆတယ်အဲ့လိုချင်းကက်လာခြင်းကတိုက်စစ်ရဲ့ချုံ့ဝင်မှု fluidity ကိုတော့သွားပြီးတော့ထိခိုက်နိုင်တယ်လို့ယူဆမိပါတယ်ခင်ဗျာဟုတ်ကဲ့ပါဟာလမ္ဘာဘူးအသင်းရဲ့ဒါဟိုတိုက်စစ်ပိုင်းမှာလည်းပေါ့လေအထူးအထူးသဖြင့်ပြောရမှာလို့မိုးဆာလာပေါ့လေဒါမိုးဆာလာရဒီရာဒီမှာတော်တော်လေးသူ့ရဲ့ဟိုအခန်းကဏ္ဍပေါ့လေဒီလိုပြောမလဲဟို ရော့ကြနေသူဖြစ်နေတာပေါ့လေအဲ့တော့ဒီပွဲမှာရောဒါဟိုမိုဆာလာဟိုဘယ်လိုပုံစံမျိုးနဲ့မြင်ရနိုင်လဲဒါမှမဟုတ်ဒါမစ်ဖီဟိုပေါ့လေဒါပြီးခဲ့တဲ့ရာသီကတုံးတဲ့အစုဖွဲ့ကိုပဲပြန်တုံးပြီးတော့ဖလိုရင်ဘက်ကိုဘယ်ချမ်းကိုထုတ်လိုက်ရင်ရောဟိုလဘဘူးတိုက်စစ်ပိုကောင်းနိုင်နေတာအဲ့ဒါကောင်းတဲ့မြင်လေးဆက်ပြောပြပေါ့ဗျဟုတ်ကဲ့အဲအဲ့လိုမျိုးရှေ့မှာတပွဲတုံးပြီးတော့ကျွန်တော်ရှုံးသွားတယ်ပေါ့နော်ခရစ်စတယ်ဘဲလေးကိုဖလိုရီယာ VS ဘယ်ချမ်းနဲ့ဟိုဟိုပြောမယ်ဆိုရင်တော့ဖလိုရီယာ VS ဘယ်ချမ်းတုံးတာကကျွန်တော်တို့ ဟိုအရင်ခက်ကကစားခဲ့တဲ့ဒီ2018ဝင်းကြီးကကစားခဲ့တဲ့ဆာရီယိုမာနီကစားတဲ့ insight forward မဟုတ်ဘူးပေါ့ force ဝင်းကတသက်ပဲအဲဘာနဲ့နည်းနည်းသွားတူမလဲဆိုရင်ကျွန်တော်2023ဘာစီလိုနာနဲ့သွားတူမယ်ဒီ battery ကိုသူတို့တိုက်စစ် line မှာဘယ်ချမ်းထုတ်တယ် force ဝင်းကလည်းအတွင်းထဲကိုဝင်တယ်အဲ့ဒီမှာဒီ Alejandro Berry ပေါ့နော်သူကဒီ full back က तू ဟို Lewandowski တို့တိုက်စစ် line အထိတောက်လျှောက်တက်ပေါင်းတယ်ရဲရဲရဲဝန်းဝန်းတက်ပေါင်းတယ်ပေါ့နော်အခုဒီမှာကကျွန်တော်တို့ ကတ်ကတ်ကိုအဲ့လိုတက်ပေါင်းခိုင်းဖို့ကိုမဖြစ်နိုင်ဘူးဖြစ်နေတယ်အဓိကကျွန်တော်တို့မှာအဲ့အဓိကကွင်းလေခန်းစစ်ဆက်ဆက်ကစားသမားမရှိတာပေါ့နော်ဟုတ်ကဲ့အဲ့တော့တိုက်ဆက်ပိုင်းမှာခုနဟိုဝင်ပြောတော့ပြန်ကောက်ဝင်ဝမ်မဆာလာကဟိုအရင်တော့ကကျွန်တော်တို့ Trent Alexander Arnold ဆိုတဲ့ဒီ deep deep zone creator ခေါ်တာပေါ့နော်ကျွန်တော် deep zone ကနေပြီးတော့ဘောလုံးတွေအများကြီးရတယ်သူ Van Dijk ဆီကလည်း diagonal cross တွေလက်ခံတယ်ပေါ့နော်အခုဒီမှာ Liverpool မှာ deep zone မှာတကယ် fast ပတ်စားကဗန်ဒိုက်တယောက်ပဲရှိနေတယ်ဗန်ဒိုက်တယောက်ပဲရှိနေတယ်အဲ့တော့သူတို့ဖူဘက်တွေကိုလည်းမနစ်ကလိုမျိုးသူတို့ narrowly ကစားမနေဘူး narrowly right wide ပုံစံမျိုးကစားမနေပဲနဲ့ဒီကွင်းလေတပည့် pivot တဲ့ကဒီ McAllister ကိုဟိုဘယ်ချမ်းကိုဒီယာယီဖူဘက်စီနဲ့ထုတ်ထုတ်ပြီးတော့ catch catch ရဲ့ height ကိုညှင်တာမျိုးအဲ့လိုပုံစံမျိုးလုပ်နေအချိန်မှာ Van Dijk နဲ့ဒီ Granvas ကြားတဲ့က passing lane ကိုပြိုင်ဘက်တည်းကဘလော့လာဘလော့လာတဲ့အချိန်မှာကျွန်တော်တို့ကဒီ Granvas C ကိုဘောလုံးရောက်ဖို့ဆိုရင်ကျွန်တော်ဒီ တက်မန်း concept တွေတုံးရတယ်ပေါ့တက်မန်းကိုရှားရတယ်အဲ့ကာကက်စီကနေပြီးတော့တဆင့်သွားရတယ်အဲ့မှာကာကက်တို့ဒီ Bradley တို့ရဲ့ passing skill อ่ะအဲ့မှာထွက်မလာဘူးအဲ့တော့ပြောချင်တာနီးပြအာနီစလော့အနေနဲ့ဒီ server line ကို full back ညာချင် full back နေရာမှာတုံးနေကြတာလေအဲ့ဒါကိုလိုချင်လို့ပေါ့နော်ဟို passing skill ကိုလိုချင်လို့ဟို van dyke တယောက်တည်းကိုအားကိုးနေရတာဟိုမလုံလောက်လို့ပေါ့နော်အဲ့လိုမျိုးဆိုတော့လက်ရှိမိုဟာမက်ဆာလာတက်နေတဲ့ပြဿနာကတော့ဟိုကျွန်တော်ကျွန်တော်အမြင်ပြောရရင်တော့ဒီ Florian Vias ရောက်လာတယ် Florian Vias ကိုကျွန်တော်တို့ဒီ first play maker ပေါ့နော်အဲ့လိုပုံစံမျိုးသုံးတယ်အရင်တော့ကဒီ Arno က first play maker ပေါ့နော် secondary ကတော့ဒီ Mohamed Salah သုံးတယ်အဲ့လိုပုံစံမျိုးက Florian Vias ကအားမကိုရဘူးအဲ့ဒီအချိန်မှာ support line ကထပြီးတော့ရုံးပြတယ်ရုံပြအချိန်မှာမက်ကလစ်စတာကလည်းကျွန်တော်တို့ဟိုအရက်ပြောပြောရရင်တော့ရောပြောတယ်လို့သွားဖြစ်နေတာပေါ့နော်ဒီလိုဟိုလူဟိုဆာလာလည်း Florian VS မျက်နှာကိုကြည့် Florian VS ကလည်း Sports Line မျက်နှာကိုကြည့်အဲအဲ့လိုပုံစံမျိုးဖြစ်နေပြီးတော့ကျွန်တော်တို့မှာတကယ်ဟို instruction တိတိကျကျနဲ့ ဘသူ့ကိုတဲပြီးကစားမှလဲဆိုတဲ့ပုံစံပျောက်ဆုံးနေခြင်းอ่ะတိုက်စစ်ကိုအများကြီးထိခိုက်နေတာစီရယ်ပေါ့နော်ဒီကြားရဲကျွန်တော်တို့ဒီတောင်ပံအဖြစ်ကစားမှကလည်းကော်ရီကပူဖြစ်နေတဲ့အခါမျိုးကော်ရီကပူကလည်းဒီပြိုင်ဘက်ခက်စစ်ចောင်းကိုရှက်ကီဖြစ်အောင်လုပ်နိုင်တဲ့ကစားသမားမျိုးဟုတ်မနေဘူးပေါ့နော်ဟိုပြိုင်ဘက်ခက်စစ်သမားကိုဆွဲချဲပြီးတော့ဟိုလူတွေဖြုံးပစ်နိုင်တဲ့တောင်ပံကစားသမားမျိုးဟုတ်မနေဘူးအဲဒါကြောင့်မိုဟာမက်ဆာလာရဲ့ဒီရာဒီဟိုဝဲဦးရာဒီထွက်ကနည်းနည်းလေးနှိမ်ပါနေတယ်ပေါ့ခြေစွမ်းအဲ့လိုမြင်ပါတယ်ပေါ့ ဟုတ်ကဲ့ပါတကယ်တော့လေဒါလက်ပါဘူးအသင်းရဲ့ဒါဖူးဘက်တွေကနည်းနည်းလေးအန်ချော်နေရလို့မထင်ဘူးလားဥမာဒါဟိုကာကက်ဆိုရင်ဒါပြီးခဲ့တဲ့ရာသီက तू က flying ဖူးဘက်လေ flying ဖူးဘက်ဥမာဒီ overlapping ရော underlapping ရောဒါအချိန်တရာသီလောက်လိုက်တဲ့တူးပြီးတော့ကစားသမားလေအဲ့တော့ဒီကစားသမားကိုဘာဖြစ်လို့ဒီ325ရဲ့ shape မှာဘာဖြစ်လို့ဟို ACV နေရအဲ့လိုတုံးနေရအဲ့အမြင်လေးတော့ဒါဆက်ပြောပြပါဦးဟုတ်ကဲ့ကိုအဲ shape ပြအဲ့လိုမတုံးလို့မဖြစ်တော့တာပေါ့နော်ဟုတ်ကဲ့ကျွန်တော်တို့ဟို full back နှစ်ဖက်လုံးညှင်ပြီးတော့ကျွန်တော်တို့ကစားလို့ရတဲ့ ပုံစံမျိုးကျွန်တော်တို့ပြီးခဲ့တဲ့ရာသီဒီဖလားရဖို့ကျင်းသိသွားတဲ့အချိန်မှာအာအာနီစလော့ပြောင်းလဲတာမျိုးကျွန်တော်မြင်ခဲ့ရဘူးတဲ့ဒါပေမဲ့အဲ့တော့ဒီရာသီစတင်လာတော့လုံမနေဘူးအဲ့ဒါဟိုကိုစီတူလဲမြင်ပါဗောနော်ဒီဒီ pivot ကစားသမားက center back နှစ်ယောက်ကြားထဲကိုဆင်းလာပြီးတော့ center back နှစ်ယောက်ကဒီ white center back တွေအဖြစ်ပြောင်းပြီးတော့ညှင့်တဲ့ပုံစံမျိုးပြီးခဲ့တဲ့ရာသီဒီ brighton ကို ဟိုပေကြတဲ့ပွဲတို့အဲရက်လက်တွေတော့မကောင်းဘူးဒါပေမဲ့ပုံစံကောင်းနေပေါ့နော်အဲ့ပုံစံကိုလည်းဆက်လုံးမနေတာဖြစ်တဲ့အတွက်ဒီ gas gas ကသက်စီဘီပုံစံမျိုးဒါပေမဲ့သက်စီဘီစစ်စစ်ကြီးတော့လည်းမဟုတ်ပါဘူးသူကစားနေပုံစံဒါပေမဲ့အတီးကကဝယ်လိုက်တဲ့ fullback တွေကဒီ width ဟိုတာတွေဖြစ်တယ်ဟုတ်ကဲ့အဲအဲ့ width ဟိုတာတွေ fullback တွေနဲ့ width ဟိုတာကစားခြင်းဆိုတာကျွန်တော်တို့ low expensive model လို့ခေါ်တယ်ပေါ့နော်ဟိုနေတဲ့နေရာမှာအကျယ်ဖြန့်ထားတဲ့ပုံစံပေါ့ဒါပေမဲ့ အနီစလော့ပြီးခဲ့ရာကြီးသွားထားတဲ့ဟာ high expense ဒီ curry gabo တို့ဆလာအောင်နဲ့ high expense high weight ကိုမြှင့်ထောက်ထားတဲ့ပုံစံပေါ့အဲ့မှာကျွန်တော် balance ရမနေဘူးလို့ကျွန်တော်ခံစားရတယ်ဒါပေမဲ့ကျွန်တော်တခုရွေးဆိုရင်တော့ဟို cash cash ကကာကတ်ပဲဖြစ်ဖြစ်ဒီ frame ပေါင်ပဲဖြစ်ဖြစ်အာမိုဟာမက်ဆာလာကိုတကွိုင်း run တွေ underlap run တွေကိုပို့လုပ်ပြီးတော့အဲ high expense ကိုပဲကျွန်တော်ပို့ပြီးရွေးချက်ခြင်းတယ်အဲအဲ့ဒီအတွက်ကိုတော့ဟို arni slot ပြီးခဲ့တဲ့ရာသီနှောင်းပိုက်မှာလောက်ခဲ့တဲ့ဒီ pivot ကစားသမားကို center back နှစ်ယောက်ကြားတဲ့ ဆင်းဒီ first wave ကိုဆင်းလာတာမျိုးပေါ့နော်ဒီ block တည်းကနေထွက်လာပြီးတော့ first wave ကိုဒီဟို variety ကိုကူညီပြီးတော့ grand vest ကဖြစ်ဖြစ် super slime ကဖြစ်ဖြစ်အဲအဲ့လိုမျိုးကူပြီးတော့ဒီဟို first to second transition တွေကိုလုတ်လုတ်စေခြင်းတယ်ပေါ့အဲ့လိုဆိုရင်တော့ပို့ပြီးတက်လာလိမ့်မယ်တော့မြင်နေခင်ဗျ ဟုတ်ကဲ့ပါဒါ Chelsea အသင်းမှာဆိုရင်လည်းဒါဟိုဒိုင်ယာပြဿနာတွေရဲ့နောက်ပြီးတော့ဒါပွဲပဲပြစ်တန်နေရဲဆိုတော့ဟိုအဓိကကစားသမားတွေပေါ့လေဒါတိတ်ပြီးများများသာ သာ UCS တရားမရှိဘူးမရှိဘူးဆိုတော့ဒါ Maresca အနေနဲ့ဒါပြီးခဲ့တဲ့အရှိမပြောခဲ့တယ်လို့ပဲဒါ Benfica နဲ့ပွဲရမလို့သူ့ရဲ့ပွဲချီကပ်ပုံ game plan မှန်မှုတော့လိုတယ်ပေါ့လေအဲ့တော့ဒါစီတူအနေနဲ့ဒါဒီပွဲမှာဒါ Chelsea အနေနဲ့ရလတ်ကောင်းဖို့ဆိုရင်ဒါဘယ်အချက်တွေကဟိုအဓိကအဆုံးဖြတ်ဖြစ်စေနိုင်မလဲဗျာ ာဟုတ်အကြီးစရာပြောရအောင်အနီကမထီးဘူးပေါ့ဒီလောလောလောဆယ်ချက်စီရဲ့ structure က तू ဟိုရှင်းတယ်ဗျာခန်းစစ်က expose ဖြစ်နေပြီဒါပဲအဲ့တော့တို့အနေနဲ့တို့ရဲ့ type စစ်တို့ရဲ့လက်လက်တွေကိုအကောင်းဆုံးအသုံးချနိုင်ဖို့အတွက်အဲ့အဲ့ရအဓိကအသုံးချမယ်ပေါ့နော်အဓိကအသုံးချဖို့ဆိုရင်ကျွန်တော်ဒီတောင်မန်နေနဲ့ type စစ်ကိုဘယ်လိုသုံးလာမလဲဆိုတာအဲဒီစိတ်ဝင်စားမိတယ်အဲ့တော့ ီခန်းစစ်ကတော့ပြဿနာတက်မှာပဲဆက်ပြီးတော့ဆက်ပြီးတော့ပြဿနာတက်မှာပဲဖြစ်တဲ့အတွက်အဲ့ဒါကိုခန်းစစ်နီလန်အားဖြင့်မဖြေရှင်းပဲနဲ့ဒီတခြားသောနီလန်အားတွေနဲ့ပေါ့နော်အဲ့တော့ကွင်းလေအားကိုသုံးမယ်ဘိုက်စစ်အားကိုသုံးမယ်ဆိုရင်ဒီကိုဘက်က expose ဖြစ်နိုင်တဲ့အခြေအနေတွေကို short ချနိုင်တယ်ပေါ့အဲ့တော့ချဲစီကသူတို့ရဲ့ခန်းစစ်ကိုတက်တာပို့ဆိုသူတို့ရဲ့တိုက်စစ်ကိုအကောင်းဆုံးဖြစ်အောင်အသက်သွင်းနိုင်ဖို့လိုတယ်အဲ့တော့ဒီပွဲမှာအပြောင်းလဲတွေများမြင်ရနိုင်မလားပေါ့အပြောင်းလဲဆိုတာ အဲဒီ Chelsea ကအထောင်တန်းစစ်ပြဿနာကြုံတွေ့နေရတယ်ပေါ့နော်အထောင်တန်းစစ်ပြဿနာကြုံတွေ့နေရတဲ့အခါမှာဒီပြီးခဲ့တဲ့ရာသီတုန်းက Petronetto ကို first line တက်သုံးခဲ့တယ်လို့မျိုးအဲ့လိုမျိုးသုံးမယ်ဆိုရင်တောင်မနေမှာ Garnacho Extra Valdo နဲ့အတူပို့ပြီးတိုက်စစ်ကိုမြင့်နိုင်တယ်ပေါ့နော်တိုက်စစ်ကိုမြင့်နိုင်တယ်တကယ်လို့ Anzo ကိုတော့နံပါတ်10မှာသုံးတယ်အနောက်မှာဒီ Cautious ဖြစ်အောင် Lavia နဲ့ Kaiser ကိုသုံးမယ်ပေါ့နော်အဲ့လိုမျိုး Cautious ဖြစ်တဲ့ Wei က အသင်းကို rigid ဖြစ်စေတယ်ပို့ပြီးတော့ကြက်စေတယ်လို့ကျွန်တော်ယူဆတယ်ခုနလိုမျိုးတိုက်စစ်ကိုပို့ပြီးတော့ဖွင့်လိုက်မယ်ဆိုရင်အဲဒီဒီပွဲက open ဖြစ်တဲ့ပွဲဖြစ်လာနိုင်တယ်လို့ကျွန်တော်အနေနဲ့ယူဆမိတယ်ဒါကဘာဖြစ်လို့အရေးကြီးလဲဆိုတော့ liverpool ကဒီသူရဲ့ခံစစ်ကတော်တော်လေးဒီရဒီမှာရိမ့်ရိုင်နေတယ်ပေါ့နော်ရိမ့်ရိုင်နေဆိုတာသူတို့ခံစစ်ကိုပဲတီးတန့်ကစားရတယ်ဆိုရင်တော့ပြဿနာမရှိဘူးဒါပေမဲ့သူတို့တိုက်စစ်ကိုသွားမယ်ဆိုရင်သူတို့ပြဿနာလေးရှိတယ်သူတို့ကစားနေကြတဲ့အချိန်ကစားမယ်ဆိုရင်သူတို့ပြဿနာလေးရှိတယ်အဲ့တော့အဲ့ဒီပြဿနာလေးမှာသူတို့ရဲ့ presence skin ကိုပြောင်းလိုက်ရတာလည်းပါတယ်ပေါ့နော်ပြောမစို့ပုံမှန်ပေးနေကြ intensity ပုံမှန်ပေးနေကြ structure နဲ့ liverpool က present ကိုမပေးနေနိုင်မပေးနေနိုင်တဲ့အတွက်ပို့ပြီးတော့ဒီခံရတယ်ပေါ့နော်ပြန်ပေးရဟာအဲ့တော့အဲ့ဒီ liverpool ရဲ့ခံစစ်ပိုင်းမှာရှိနေတဲ့ပြဿနာတွေကို chelsea အနေနဲ့အသုံးချဖို့ကြိုးစားမယ်အဲ့အဲ့အသုံးချပြီးတော့ကိုယ့်ဘက်ကိုပို့ပြီးတော့ပေါ့နော်ကိုယ့်ရဲ့ခံစစ်ကို expose လုပ်အောင်လှုပ်ချင်းအပြင်ဒီဘွဲကိုဖြည့်ရှင်းနိုင်တယ်ပေါ့နော်ကျွန်တော်က chelsea ရဲ့ဒီဘွဲကိုချင်းကတ်တဲ့ ဲ game design ကိုကျွန်တော်အဲ့လိုမျိုးမြင်တယ်ပွဲကို open ဖြစ်အောင်ပူပြီးတော့ကစားမယ် open ဖြစ်အောင်ကစားပြီးတော့ကိုယ့်ရဲ့ဒီလင်မြန်တဲ့ကစားသမားတွေနဲ့ဒီ width ကိုပူပြီးတော့ဆွဲချက်မယ်ဆွဲချက်ပြီးတော့ပြည်ပြည်လောလောပူပြီးတော့ကစားမယ်ဆိုရင်ကျွန်တော်အနေနဲ့ Chelsea ဒီပွဲအတွက်အမျိုးလင်းချက်ရှိတယ်ပေါ့နော်အမျိုးလင်းချက်ရှိတယ်လို့ယူဆတယ် Liverpool ဘက်ကခုနကကိုကောင်းတဲ့လေတာအသေးစိတ်တင်ပြသွားတယ်ပေါ့ Liverpool ဘက်မှာပြဿနာလေးတွေအဲ့ပြဿနာလေးတွေကဒီလူအများကြီးလဲထားခြင်းလူအများကြီးလူတွေအများကြီးရတာခြင်းကနေပါဝင်တယ်ပေါ့နော်အဲ့တော့ တသေးသေးလေးလဲတာပဲဒါပေမဲ့ဘောလုံးပွဲထဲမှာကျွန်တော်တို့တကယ်ကိုကြီး safe unit အနေနဲ့ကြီးတဲ့အခါမှာ multiplication effect ပုံစံမျိုးတက်ရောက်တယ်ပေါ့နော်အဲ့တော့ကြီးသွားတယ်အထူးသဖြင့် Gorgas တို့လို့သို့မဟုတ်ဒီဘက်က right full back frame ball ဖြစ်ဖြစ် Bradley တို့ဖြစ်ဖြစ်အဲ့ဒီ ီအားနေချက်တွေကရှိနေတယ်အဲ့အားနေချက်တွေကသူတို့ခံစစ်အာဆင်နယ်နဲ့ပေါ်ရလို့ပိတ်ပြီးတော့မထအောင်ဆိုရင်သူတို့မှာပြဿနာကြီးကြီးရှိတယ်ပြဿနာကြီးကြီးဖြစ်တဲ့အတွက်အဲ့ဒါကိုစဉ်းစားမပြတ်ထိုးနှက်မယ်ဆိုရင်ချဲစီအတွက်အဖြေတစ်ခုဖြစ်လာနိုင်တယ်လို့ယူဆတယ်ပြီးတော့နောက်ထပ်တစ်ချက်က set piece ပေါ့နော်ချဲစီရဲ့ဒီရဒီမှာ set piece ကိုအပူကောင်းအောင်၃ဆွဲလာနိုင်တာကိုကျွန်တော်တို့မြင်တွေ့ရတယ်အဲ့တော့ဒီရထားတဲ့ဂိုးတွေရဲ့6ကောက set piece ကရထားတာကိုကျွန်တော်တို့မြင်တွေ့ရတယ်ပေါ့နော်အဲ့တော့ liverpool ကဒီရဒီမှာ set piece နဲ့ပတ်သက်လို့တံပတ်ရော့နေတယ်မကောင်းလာမဟုတ်ဘူး မနေ့တော့ကောင်းတယ်ပေါ့နော်ဒီနေ့မှာသူကသူအကြောင်းမျိုးမျိုးကြောင့်သူတို့တန်ပတ်ရောက်နေတယ်ပေါ့နော်အဲ့တော့အဲ့ဒီအချက်ကိုလည်းဒီ expose ဒီအတုံးချနိုင်အောင်စ조사တင်တယ်လို့ယူဆတယ်ဒါတွေကပဲဒီပွဲအတွက် Chelsea ရဲ့ဟိုလက်နက်တွေဖြစ်မယ်လို့ကျွန်တော်အနေနဲ့ယူဆမိတယ်ခံစစ်ပိုင်းပြဿနာကတော့ဆက်လက်ပြီးတော့ပြဿနာတက်နေအောင်မယ်လို့ကျွန်တော်အနေနဲ့ယူဆမိပါတယ်ဗျာ ဟုတ်ပါတယ်ဒါ Chelsea ကလည်းဒီရသည်မှာ Sapi ဒီကလည်းတော်တော်လေးအားကောင်းတယ်ဗောလေအဲ့တော့ Liverpool ဘက်မှာကြာတော့လေဒါ Van Dijk တယောက်လောက်ပဲဗောလေဒါ Arial ဘိုင်းနေဒီဟိုဟာ Sapi ဘိုင်းနေမှာအားကိုးနေရဗောလေအထူးသဖြင့်ဒါပြီးခဲ့တဲ့ဟိုဂလာတာဆိုင်းနဲ့ပွဲမှာဆိုရင်ဒါကိုနာတေးရဲ့ဆွမ်းဆောင်ရတော်တော်ကြီးကိုညံ့ဖျင်းနေဗောလေအဲ့တော့ဒီပွဲမှာကတော့ဒါ Liverpool ဘက်ကဒါဒီကိုနာတေးပြင်ဆင်ရမယ့်အပိုင်းကြီးကတော့များတယ်ဗောလေအဲ့တော့ဒါဟို Liverpool ကလည်းပြန်ကြည့်လိုက်တော့ Arsenal လက်ထက်မှာနောက်ဆုံးကစားတဲ့အဝေးကွင်းဗောလေအဝေးကွင်း၁၈ပွဲမှာဒါ9ပွဲပဲနိုင်တယ် ရှင်းပွဲလောက်ကရှုံးထားတယ်ဆိုတော့အခုလက်ရှိမှာလည်းဒါအဝေးကွင်းနှစ်ပွဲဆက်လည်းရှုံးထားတယ်ဆိုတော့ဒါလီဗာပူးအနေနဲ့ဒီ Chelsea နဲ့ပွဲမှာဒါပြီးခဲ့တဲ့ရာသီကလည်းဒါ Stamford မှာရှုံးထားသေးရေနော်အဲ့တော့ဟိုရလက်ကောင်းပေါ့လေဘလို့အရာမျိုးတွေဒါပြင်ဆင်နိုင်မယ်အဝေးကွင်းရလက်ကလည်းစိုးနေတာဆိုတော့ဘလို့အချက်တွေကဟိုရလက်ကောင်းဖြစ်လာနိုင်မျိုးဒါကိုကောင်းတဲ့အနေနဲ့ဆက်သုံးသပ်ပြီးပါဦးလေဘာဦးကတော့ဒီပွဲကိုအနိုင်ကစားဖို့ပဲလာရလိမ့်မယ်ပေါ့နော်အဲချိန်မှလည်းနှစ်ပွဲဆက်တိုက်ရှုံးထားတယ်ခုနကကိုစီတူပြောမှဟိုသတိထားမိတာဒီချက်စင်းနဲ့လေဘာဦးကတရားစီမှာအဲ့ဆက်ပစ်ကလွန်ရင် တော်တော်လေးအချိန်ကြီးတူတယ်ပေါ့နော်ဒီပရီးမီးယားလီးဂ်တီးတန့်ကိုကြီးလိုက်မယ်ဆိုရင်ဘလုံးပိုက်ဆိုင်မှုအများဆုံးကလီဗာပူးဒီကစားပြီးတဲ့ပွဲမှတ်သမီးမှာ64ရာခိုင်နှုန်းရှိတယ်ချက်စီသူ့အောက်မှာချက်စီရှိတယ်62ရာခိုင်နှုန်းရှိတယ်ပေါ့နော်ပေကိုကြည့်ပြန်တော့လေအဲတကိုးပဲကွာတယ်ရာကိုကြည့်ပြန်တော့လေတကိုးပဲကွာတယ်ဆိုရင်အခြေအနေပေါ့အဲအဲ့လိုအခြေအနေမျိုးမှာလီဗာပူးကခုနကကိုစီသူပြောသလိုပဲ ဒီဘာဝီရဲ့ play ကလည်းတကယ်တော့ open play ကစားမယ်ပုံစံမျိုးဟုတ်ကဲ့ဟို Florian VS ကိုတုံးပြီဆိုရင်ပေါ့နော်တုံးပြီဆိုရင် Arsenal နေ့ရလို့ game model လိုမျိုးမဟုတ်ဘူး Florian VS ကိုတုံးပြီဆိုရင်တကယ်ကို open play နဲ့တိုက်စစ်ကိုဖွင့်ရအောင်ဒါပေမဲ့သူတို့တိုက်စစ်ဖွင့်တဲ့ပုံစံမျိုးကနှစ်ဂိုးနဲ့မလုံလောက်ဘူးဒီ Ryan Klopp ဟို Liverpool 1.0 kick ကလို့ပေါ့နော်လုံးဝ3-4ဂိုးတွေအဲ့လောက်လိုအပြတ်သက်ကိုတွန်းရမှာဒါပေမဲ့ Anis Law ရဲ့အပြောင်းလဲမှုကမနစ်ကသူတို့ကစားခဲ့တဲ့ game model တွေကဒီဒဏ်ရာပြဿနာတွေကို short ချရေးအတွက်တန်ဖိုးကို low intensity တုံးတယ်ပေါ့နော်တကူလောက်သွင်းပွားရင် mid floor လေးနဲ့ထိုင်ပြီးတော့ကစားနေတဲ့ပုံစံအဲ့တော့ exit ကလည်း anisolo မှာရှိနေတယ်အဲ့တော့ तू က anisolo ကနှစ်ကိုမပြောနဲ့တကူလောက်သွင်းပြီးရင်ကို तू ကခန်းစစ်ကိုပြိုင်ဘက်ကိုဖလုံးပေးကင်ခြင်းနေပြီအဲခန်းစစ်ကိုထိုင်ခြင်းနေပြီအဲဒါမဲ့လက်ရှိကစားသမားတွေရဲ့ profile လက်ရှိကျင့်သုံးနေတဲ့ block present နဲ့ကခန်းစစ်ထိုင်လို့အဆင်မပြေဘူးအဲ့လိုမျိုးဖြစ်နေတာဖြစ်တဲ့အတွက်ဟို Florian Vias ကိုသုံးမယ်ဆိုရင်တော့တိုက်တော့ပေါ့နော်ကျွန်တော်အဲ့လိုပဲပြောခြင်းနေဟို ွဲထွက်အနေနဲ့တော့ကျွန်တော်မပါတင်ဘူးလို့တော့ထင်တယ်ဟုတ်ကဲ့ခုနပြောလို့ပဲတိုက်ဆက်မှာခေါရီကပ်ပိုဟိုလဇနာအီဆတ်ဆာလာနဲ့ဟိုဝဲကိုကျွန်တော်တို့ဟိုခဏကဂိမ်းမော်တဲ့အတိုင်းပေါ့နော်ကျွန်တော်ဒီ Everton နဲ့ပထမပိုင်းဆိုတော်တော်လေးလည်းကြည့်လို့ကောင်းတယ် Florian VS ကိုပထမပိုင်း line နဲ့ out ထားပြီးတော့အဲ့လိုလေးကစားရတာဆိုတော့အဲ့လိုမျိုးကစားပြီးတော့တိုက်ဆက်ကနေပဲအဖြေရှာမယ့်ယာတီလို့ထင်တယ်ပေါ့နော် Liverpool ကဒီယာတီကတော့ ကဲပါတကယ်တော့လူတိုင်းက Florian Bat ကိုပဲဥထိန်ပြောနေကြပါလေ။ဂျာမဲကျွန်တော်ကတော့ဒီ Florian Bat ပုံမှာလောက်ထိဟိုဟာမဖြစ်ဘူးလေ။ဘာဖြစ်လို့ဆိုတော့ तू ကကိုယ်ကမှဟိုဒီလိကိုရောက်လာလေဒီကုမအသက်ကလည်းဒါ20ဆွန်းဆွန်းပဲရှိသေးတယ်နောက်ပြီးတော့ဟိုဘာသာစကားမတူဘူးပေါ့လေဒါ तू လာနေနောက်ပြီးတော့ तू ကစားလာတဲ့အခင်းချင်းမိုင်းလည်းမတူဘူးပေါ့လေအဲ့တော့ဟိုတကယ်တော့ तू စူးစမ်းရှာပါလေတကယ်လည်းဆွမ်းဆောင်ဟိုဘယ်လိုပြောမလဲအရင်အန်ပရိုဒက်တာမထွက်သေးတာ तू သူ့ကိုတော့ညောင်းနေစင်ကြီးကောင်းတာပေါ့လေအဲ့တော့ အခုလိုမျိုးဒါပြပြဆိုဆုံးဖြေချပေးရတဲ့ဒါညီလေးစီသူကတကူတကလာရောက်ပြီးတော့သုံးသက်ပေးတဲ့ဒါကိုကောင်းတဲ့ကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့နောက်စီစဉ်မှာပြန်လည်ဆုံတွေ့ပါမယ်ဟုတ်ကဲ့ပါခင်ဗျာ